တိုင်ဖုန်းကာမီဂျီကြောင့်ဖိလစ်ပိုင်မှာတေဆုံးသူ188ဦးထက်မနည်းရှိပြီးဗီယက်နမ်မှာတေဆုံးသူ9ဦးရှိခဲ့ပြီးတဲ့နောက်မုံတိုင်းဟာကမ္ဘောဒီးယားသို့ဆက်လက်ရွေ့လျားနေကြောင်းသိရပါတယ်။တိုင်ဖုန်းကာမီဂျီဟာနိုဝင်ဘာလ6ရက်နေ့မှာဗီယက်နမ်အလယ်ပိုင်းသို့ဝင်ရောက်တိုက်ခတ်ခဲ့ပြီးမုန်တိုင်းကြောင့်လေတိုက်နှုန်းဟာတနာယီလ149ကီလိုမီတာ62မိုင်နှုန်းနဲ့တိုက်ခတ်ခဲ့ပြီးတဲ့နောက်ကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံများမှာရှိတဲ့အနောက်ဘက်စီသို့ဦးတည်ရွေ့လျားနေပါတယ်။ ဗီယက်နမ်အလဲပိုင်းကင်ရန်ဒေတာမှာနိုဝင်ဘာလ6ရက်နေ့အချိန်မုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက်နနက်ပိုင်းမှာအပြက်စီးများပြန့်ကျဲနေရကိုတွေ့ရပါတယ်။မုန်တိုင်းကြောင့်တစ်ပင်များလဲပြိုပြီးအမိုးများလန်ကမှန်ပရင်တကားကြီးများအကွဲခဲ့ပါတယ်။လူပေါင်းထောင်ချီဟာကြောင်းများနဲ့အခြားဆိုးရဆောက်များတွေခိုလိုနေခြင်းပျက်စီးဆုံးရှုံးမှုများကိုဖြေရှင်းရန်စစ်တပ်ကိုတန့်ဖြန့်ထားပါတယ်။ ။ VNL အနာပိုင်များကအနေပိုင်းနေရာများတွင်ရေကြီးမှုသတိပေးချက်ထုတ်ပြန်ထားပါသည်။ VNL ပိုင်းမှာလွန်ခဲ့တဲ့သတင်းပတ်ကစံချိန်တင်မိုးရွာသွန်းမှုကြောင့်တေဆုံးသူ90ထက်မနည်းရှိပါသည်။ယခုသတင်းပတ်စောပိုင်းကလည်းဖိလစ်ပိုင်ရဲ့နေရာချို့ကိုအလားတူမုန်တိုင်းတိုက်ခတ်မှုကြောင့်ရေပေးသိမ်းခဲ့ရပါသည်။ဖိလစ်ပိုင်မှာမုန်တိုင်းကြောင့်အစောပိုင်းမှာတေဆုံးသူ114ဦးရှိတယ်လို့ထုတ်ပြန်ထားရမှာနိုဝင်ဘာလ9ရက်နေ့မှာတေဆုံးသူ188ဦးအထိမြင့်တက်ခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံဟာပစိဖိတ်သမုဒ္ဒရာမှာအစာပြိုးနေတဲ့နောက်ထပ်တိုင်ဖုန်းမုန်တိုင်းအတွက်ပြင်ဆင်နေချိန်မှာအစိုးရကနိုင်ငံတော်မှာကပ်ဘေးချင်းနေကြီးညာခဲ့ပါတယ်။တိုင်ဖုန်းကယ်မီဂျီမူရောက်မီက VNS စစ်တပ်ဟာကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်မော်တော်ယာဉ်အစီးရေ6900ကျော်နဲ့လေယာဉ်6ဆင်းနဲ့တူစစ်သား2600ကျော်ကိုနိုဝင်ဘာလ6ရက်ကတပ်ဖြတ်အစီလုပ်ခဲ့ပါတယ်။လေဆိပ်အချို့နဲ့မြေထားပြေးဆွဲမှုအချို့ကိုပိတ်ထားပြီးလူပေါင်းသိန်းချီဟာပြေးလို့ရရှိပြောင်းခဲ့ပါတယ်။ VNS ကိုတိုင်ဖုန်းဝင်ရောက်ခဲ့ပြီးရဲ့နောက်မှကြာမီတ လတ်ပြည်နယ်မှာရာနေချီတဲ့ဒေသခံများဟာအကူအညီတောင်းဆိုမှုများရှိကြောင်းဒေသခံမီဒီယာတွင်ဆိုပါတယ်။